ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ channel ကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့အားကစားအစီအစဉ်တစ်ခုဖြစ်တဲ့ကျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ်ကနေကြိုဆိုပါရစေကျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ်ကတော့ထုံးစံအတိုင်းပဲဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလက်တလုံးမှာပြည်သူတွေစိတ်ဝင်စားတဲ့ရှင်မြန်ကစားကိုရှိနေတဲ့ဘောလုံးပွဲစဉ်တွေအကြောင်းကိုသုံးသပ်ဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာထုံးစံအတိုင်းပဲကျွန်တော်တို့နဲ့ပါဝင်ပေးနေကြအဲ့တွေဖြစ်တဲ့ကိုစိုးဝင်းစုံနဲ့ကိုချစ်ကြီးရကပါဝင်ဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျာအာကိုစိုးရကိုချစ်ကြီးမင်္ဂလာပါမင်္ဂလာပါကိုမြတ်တို့အဲကျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ် သုံးဆန်အတိုင်းပေါ့လေပရီးမီယာလီဂျောင်းနေပြောမယ်ပြီးခဲ့တဲ့ဘက်ကတော့အာဒီနိုင်ငံနိုင်ငံတကာပွဲတွေရှင်းနိုင်ကစားရတယ်ဒါပေမဲ့ကျွန်တော်ပရီးမီယာလီဂျောင်းနေပဲအာပြောပြခဲ့ကြရတယ်ပေါ့လေအဲ့တော့ဒီနေ့အစီအစဉ်လေးအာဒါပရီးမီယာလီပွဲရလဲဒီညသုံးဝက်လောက်ပြောစရာရှိတော့အချိန်တော့သိမရအောင်အဲ့တော့ပြီးခဲ့တဲ့ international break ကနိုင်ငံတကာပွဲတွေနဲ့ပြည်သက်တွေကြားမှာအတန်ထွက်တဲ့အကြောင်းလေးတွေပြောလိုက်ရင်လည်း အရင်ကြာသွားမှာဆိုတာဒါပေမဲ့နည်းနည်းတော့ပြုတ်လိုက်ပါဗျာမပြုတ်လည်းအဆင်မပြေဘူးเนาะအဲ့တော့ဒီနိုင်ငံကဒီခွာဖလာခြေစပွဲတွေရှိတယ်ဥရောပဇုံကနေပြီးတော့ခြေစပွဲအောင်တဲ့အသင်းတွေလည်းထွက်လာပြီအဲ့တော့ဒီပွဲတွေအပေါ်မှာထူးခြားတာလေးတွေအရင်ဆုံးစပြီးတော့အခုတို့အမြင်လေးတွေပြောပြပါအောင်အဖွင့်လေးမှာဗောလေအဲ့တော့ဆိုရင်တော့စပြီးတော့ပြောပါအောင်ဗျာဟုတ်ကဲ့ပါဒါဥရောပဒီကဘာနဲ့တဝမ်းဗောเนาะဒါခွာဖလာခြေစပွဲတွေကစားနေတဲ့အထဲမှာတော့တချို့အသင်းတွေဗောเนาะနှစ်ပေါင်းများစွာခွာဖလာပြိုင်ပွဲနဲ့ဝေးနေတဲ့အသင်းတချို့ ကစားခွင့်ပြန်ရခဲ့တယ်အဲ့ထက်မှာကျွန်တော်သတိထားမိဆုံးချက်ကတော့ဟာလန်တို့ဦးဆောင်နေတဲ့နော်ဝေပေါ့နော်နော်ဝေဆိုကျွန်တော်တို့ငယ်ငယ်98လောက်ကတည်းကအဲ့တိုင်ပွဲနောက်ပိုင်းတည်းကကမ္ဘာဖလားနဲ့ဝေးခဲ့တာစနစ်ပေါင်း20ဒါပြန်ကစားခွင့်ရ28နှစ်လောက်ဒီပါကြာပါအောင်ပြန်ကစားခွင့်ရတဲ့အနေထားနဲ့ဆိုရင်တော်တော်ကိုဟိုနှစ်တည်းအကြာကြီးဒီကစားသမားတွေကအဲ့တုန်းကဆိုမွေးတော့မမွေးသေးဘူးဟာလန်တို့ဆိုအဲ့ချိန်မှာမမွေးသေးဘူးအဲ့ခေတ်တုန်းကကစားခွင့်ရခဲ့တဲ့အသင်းပြီးတော့ထူးထူးခြားခြားပဲသူကအုပ်စုတွင်းမှာ တကယ်ပြိုင်ပွဲအီတလီလိုအသင်းမျိုးကိုအင်ဝင်ဝေပဲနှစ်ကျော်ဆုံးနိုင်တယ်။ရာနှုန်းမြင့်နိုင်ပွဲနဲ့တူခြေစပွဲအောင်ခဲ့တယ်။ပြီးတော့သူတို့ရဲ့လက်ရှိအစုအဖွဲ့ကြည့်ရင်ဟာလန်တို့ရှိမယ်။အိုဒီဂတ်တို့လိုရှိမယ်။ပြီးတော့ဒါသူ့ရဲ့ကစားပေါ်တွေဖြစ်တဲ့ဒါလာဆန်တို့လိုကစားမမျိုးတွေဆော့လော့တို့လိုကစားမမျိုးတွေကိုလည်းမှာဆန်ဒန်ဗတ်စ်တို့တော်တော်များဥရောပမှာအလားလာကောင်းတဲ့ဒီစုဖွဲ့မှုနဲ့တူလာမဲ့ကမ္ဘာပလာပြိုင်ပွဲမှာဒါဖြစ်မြင်းဖြစ်လာနိုင်လို့ကျွန်တော်တို့ယူဆတယ်။ဒီလိုဟာလန်ဥဆောင်နေတဲ့အသင်းပါလာမယ်ဆိုတော့အဲ့အုပ်စုကအသေးချာပေါ့ ဒီဒိန်ဂျာလိုက်ပြီးတော့လုံတော့မယ်ဆိုတာမျိုးမြင်ရအဲ့ထက်မှာကျွန်တော်ကမ္ဘာဖလားဒီခြေစပွဲတွေထဲမှာနိုင်ဂျီးရီးယားကြံခဲ့တာတော့တော်တော်လေးစိတ်မကောင်းစားပါဘူးနိုင်ဂျီးရီးယားဒီအာဖရိကမှာဆိုရင်တော်တော်လေးအစင်လာရှိတဲ့အသင်းလို့ပြောလို့ရတယ်ကစားသမားစုဖွဲ့မှုလည်းအရန်ကောင်းတယ်ဒါပေမဲ့သူလည်းဒီကမ္ဘာဖလားခြေစပွဲမှာပလေးအော့ကစားခွင့်မရတော့ဘဲနဲ့ပြစ်သွားခဲ့ပြီပေါ့နော်အဒီအချက်ကတော့ဒီလက်ရှိကမ္ဘာဖလားမှာကျွန်တော်သတိထားမိတဲ့အချက်ပြီးတော့ဒီဒီဘက်ထူးထူးခြားခြားဒီကမ္ဘာဖလားထဲမှာအဟော်ဆုံးအကြောင်းအရာဘာလဲဆိုရင်တော့အိုင်ယာလန်ပေါ့နော်အိုင်ယာလန်တင်းရဲ့တိုက်စစ်မှုဒါဘယ်ရော့က နှစ်ပွဲစတိုက်ဗျာအသင်းအတွက်ပေါ်တူဂီနဲ့ပွဲမှာနှစ်ဂိုးသွင်းတယ်နောက်ဆုံးပွဲဒါ Super Sline တို့ရဲ့ Hungary နဲ့ပွဲမှာ hat-trick သွင်းပြီးတော့နောက်ဆုံးနှစ်ပွဲမှာသွင်းဂိုး၅ဂိုးသွင်းပြီးတော့ရှေ့သုံးပွဲမှာသူသူ့အသင်းကတပွဲတည်းနှစ်ပွဲချိုရမှတတ်မှတ်ပဲရထားတဲ့အသင်းကနောက်ဆုံးသုံးပွဲလုံးဒုတိယကြော့သုံးပွဲလုံးကိုအနိုင်ခံပြီးတော့ရမှ7နဲ့ play off တနေရာရသွားတယ်ပြီးတော့ဘသူမှမသိဘူးဗျာကျွန်တော်တို့လိုဘောလုံးနဲ့ပဲမှာနှစ်ပေါင်းများစွာကျင်လည်နေတဲ့လူတောင်မှာ Paros ဆိုတာဘယ်လိုကစားမမျိုးလဲဆိုဟုတ် ပြောရင်မသိဘူးဟိုနာမည်ပဲသိရပါဘာလို့ဆိုတော့ तू စပါးမှာလူငယ်အဆင့်မှာကစားခဲ့ဦးတယ်သူခြေစုံဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့တော့မသိရင်တခြားဒီဘောလုံးပြည်သက်ကစိတ်နဲ့ဒီတာမန်ပြည်သက်တွေဆိုလည်းမသိနိုင်ဘူးဆိုတော့အခုတိုက်ရှိချိန်မှာကမ္ဘာအဟိဆုံးတိုက်စစ်မှုဖြစ်နေပါတော့နှစ်ပွဲမှာငါးဂိုးသွင်းပြီးတော့ကမ္ဘာဖလားခြေစုံပွဲဒီပလေးအော့အဆင့်ကိုပို့ပေးခဲ့တကယ်လို့များအိုင်ယာလန်သာဒီဒီခြေစပွဲလာအောင်လာခဲ့မယ်ဆိုရင်ပို့ပြီးတော့သူ့ရဲ့နာမည်ကဟုတ်ကဲ့ပါဒီနာမည်ကြီးလာနိုင်တယ်အခုလည်းဥရောပအသင်းတွေရဲ့စိတ်ဝင်စားမှုကိုရှားနေကြပြီဆိုတော့ဒါလေးကတော့ကျွန်တော်တို့ဒီ ကမ္ဘာပလာချင်းစပွဲစုံနေမှာပေါ့နော်ကျွန်တော်သတိထားမိတဲ့အကြောင်းအရာလေးတွေကဒါအဓိကအကြောင်းအရာလေးလို့ပြောချင်ပါဟုတ်ကဲ့ဟုတ်ဟာဒါဒီ Norway နဲ့ ဒီဟာလန်တို့အစုဖွဲ့အိုဒီကတ်တို့အစုဖွဲ့လာတော့မှာဆိုတာပြည်သက်ပိုစိတ်ဝင်စားစရာတွေဖြစ်တာပေါ့နော်အဲ့တော့ဩဂတ်မှာကျွန်တော်တို့တစ်ခါလေးကမ္ဘာဖလားဆိုတဲ့ပြိုင်ပွဲကြီးမှာကမ္ဘာကျော်တိုက်စစ်မှုတွေပေါင်းခဲ့မရတဲ့ပြိုင်ပွဲတွေရှိရှိခဲ့ပါတယ်အဲ့တော့ဒီလက်ရှိမှာဒီဝေဘောမှာအကောင်းဆုံးဆိုတဲ့တိုက်စစ်မှုဟာလန်ကလည်းတကယ်လို့သာဒီပြိုင်ပွဲမှာမပါရင်ကျွန်တော်တို့မပြည့်စုံသလိုတစ်ခုလုံးနေမှာပေါ့နော်အခုတော့အဲ့ဟာလေးလိုအပ်ချက်လေးတစ်ခုကတော့ပြည့်သွားပြီပေါ့နောက်တစ်ခုကကိုရှင်ကြီးပြောပါအောင်အာကိုရှင်ကြီးကတော့အင်္ဂလန်ကိုဒီနေ့အားရတယ်ဒါထားပါတော့ပြအင်္ဂလန်ကတော့ခဏခဏအားရကြတယ်ကျွန်တော်တို့ကအဲ့တိုင်းဖြစ်နေက တော့ဖြစ်နေကြအင်္ဂလန်အားရစရာကောင်းတယ်ပြီးတော့ဒီပေါ်တူဂီဟိုကက်ချီစပွဲအောင်ထားတယ်အဲ့တော့ရော်နယ်ဒိုနဲ့မက်ဆီကိုကျွန်တော်နောက်ထပ်တစ်ချိန်ကြီးကွင်းရအောင်ပဲပေါ့လေဒါကလည်းကျင်းတဲ့ဆရာလေးပေါ့ဟိုကျွန်တော်ပြီးခဲ့တဲ့2020နှစ်ကနောက်ဆုံးလို့ဖြစ်မယ်လို့ထင်ထားတာပေါ့လေသူတို့နေရာကိုကြည့်ရတာဒါလည်းကြုံပဲပြီးတော့အဲ့ပေါ်တူဂီအကြောင်းလေးရောပြီးအီတလီကကျွန်တော်နာမည်တော့မှတ်ပြီးတော့အပလေးအော့ဖ်ရောက်သွားတယ်အီတလီကဂတူဆိုလားမသိဘူးဂတူဆိုပြောတာဂတူဆိုပြောတာဆိုပြောတာထင်တယ်ပေါ့ဟိုဘက်ကအာဖရိကဘက်ကလား အာဖရိကဘက်ကလာအမေရိကဘက်ကလာတောင်အမေရိကဘက်ကဟုတ်ကဲ့ကဲကမ္ဘာဖလားမှာပေါင်းဝင်ခွဲတန်းခွဲတန်းဒီအတွက်ကဒီဥရောပထဲပို့ပြီးတော့ဟိုတာနေတယ်လို့ခံစားရတယ်ပေါ့လေပြောချင်တာကတို့ကဒါဒီသုံးမှတ်ပဲရောက်လာမှသိပါဘူးအီတလီက ဟုတ်တယ်တော့မှတ်ပဲပေါ့အဲ့တော့ဟိုဘယ်လိုပြောမလဲထားပါတော့အမှတ်16မှတ်ပြီး15မှတ်လောက်ရထားတယ်ထင်ပါတယ်အဲ့ဒါတော့မှ तू ပလေးအော့ဖ်ကစားအောင်မယ်ဆိုတော့ဒါဒီလိုအသင်းမျိုးဒီလောက်နိုင်ထားတာတော့မှပလေးအော့ဖ်ကစားနေရဟိုဘက်ကအသင်းနေနေဆိုင်သူတို့ကပူနစ်နာတယ်ဆိုတော့လေဒါလေးပြောထားရလဲရှိပါတယ်အဲ့တော့ဘုရှင်ကြီးနည်းနည်းလောက်အဲ့အကြောင်းလေးကြီးပြောပါဦးဟုတ်ချိန်လည်းအများကြီးလင့်သွားမှာဆိုတော့အခုပြောသလိုပဲဒါကတူဆိုပြောတာလည်းမှန်တာပေါ့လေဥရောပဒါမှမဟုတ်ပြဿနာပြဥရောပအသင်း60ကျော်ဖြစ်နေအဲ့ထဲမှာမှထားပါတော့ဝင်ခွင့်ကအခုက48သင်းတိုးထားလို့ဝင်ခွင့်နေတိုးပေးထားရဆိုရင်တော့မှ ဥရောပရဲ့ခွဲတန်းကအများကြီးတိုးလာတာမျိုးမဟုတ်ဘူးဂျန်နဲ့နေရာဂျန်နဲ့ဇုံနေမှု FIFA ဟိုကျွန်တော်တို့ဝင်ခွင့်မရသေးတဲ့အသင်းတွေကဘာဖလားကိုညီဆန်းခွင့်ရအောင်ပို့ပြီးတော့အသင်းတွေအတွက်ကိုတိုးချဲ့တယ်။စုံပါပါအောင်ပေါ့။ဥရောပငွေတွေကလည်းများတယ်73နေရာလောက်ရထားပြီးသား။အဲ့တော့သူ့အရေအတွက်ကတိုးပြီးအများကြီးထူကြပြီးမြန်မာကတိုးလဲ2နေရာ3နေရာပဲတိုးတယ်။အတိအသာမတိုးသွားပဲနဲ့အသင်း90ကျော်မှ2နေရာ3နေရာဆိုတော့ဥစုခြေစွဲနောက်ဆုံးဆင့်တွေကစားနေရအောင်စုဖို့တသိမ်းပဲတိုက်ရိုက်အောင်နဲ့ ုပ်စုဒုတိယအသင်းတွေက play off ပြန်ခံရအဲ့တော့အီတလီကဖြစ်သွားတာနော်ဝေးကိုနှစ်ကြော့လုံးရှုံးလိုက်ပြီးတော့ဒါအုပ်စုဒုတိယပဲရတယ်။ကျန်တဲ့ခြေသူပွဲမှာပွဲတိုင်းနိုင်ထားတယ်အဲ့နော်ဝေးတသင်းတွေကိုပဲရှုံးလိုက်တဲ့ဟာကသူတို့ play off ကစားဖို့ဖြစ်သွားတယ်။တောင်အမေရိကမှာဂတူဆိုကွန်ဘဲလုတ်ပြထားတာတောင်အမေရိကမှာအသင်းက10သင်းပဲရှိတယ်။အဲ့ဒီက6သင်းကဓာတ်ရိုက်အောင်တယ်။တသင်းအဆင့်9နေရာအသင်းကလည်း play off ကစားအောင်လို့ဆို။အဲ့တော့ဟိုမှာ10သင်းထဲမှာ9နေရာလောက်က9သင်းလောက်ကဝင်ဖို့များတယ်။ဒီမှာကသူတို့မှာကအုပ်စုပဲမှာတောက်လျှောက်ပွဲတိုင်း လမ်းဥစားတပွဲလောက်ပဲခြေချော်တာတော့မှပလီရောရောက်သွားဆိုတော့အဲ့ဒါကိုသူကွန်ဘဲလုံပြရပါတော့လေအဲ့တော့ဒါတွေကတော့ဖြစ်နေဦးမှာပဲအဲ့တော့အီတလီကိုလည်းကျွန်တော်ပလီရောကနေပြီးတော့ကဘာဖလားမှာမြင်နေပါတယ်ကဘာဖလားတကယ်ဟိုအောင်မြင်မှုကဘာဖလား၄ချိန်တော့ရထားတယ်ပြည့်စုံတော့အော်ဒီအသင်းကတော့ကျွန်တော်မြင်ခွင့်ရခြင်းနဲ့ပြီးတော့အခုပြောလို့ဒီ the last dance ပေါ့ရော်နယ်ဒိုနဲ့မက်ဆီရဲ့နောက်ဆုံး ဝေါ်ကက်ဖြစ်သွားနိုင်တယ်2020နှစ်မှာကျွန်တော်ကတ္တာမှာအဲ့ဒါကိုနောက်ဆုံးလို့ထင်ခဲ့တယ်ဒါပေမဲ့ဒီထိရောက်လာပြီထပ်ပြီးတော့မက်ဆီနဲ့အာဂျင်တီးနားတော့ဗျာသူတို့အမှန်တိုင်းပြောရင်ဝေါ်ကက်ရစေချင်တဲ့ပြိတ္တရဲ့ဆန္ဒပြည့်သွားပြီဒီမှာအားလုံးဖြစ်နေတာကတချို့တဝက်ပေါ့လေတချို့လည်းဒီရိုနယ်ဒိုကြိုက်မကြိုက်တဲ့လူလည်းရှိတယ်ကျွန်တော်လူတိုင်းကတော့မကြိုက်နိုင်ဘူးဗောလေကြိုက်တဲ့လူတွေအားပေးတဲ့လူတွေကတော့ပေါ်တူဂီယိုဒီကမ္ဘာဖလားမှာရိုနယ်ဒိုကမ္ဘာဖလားကိုင်းမြောက်ခွင့်ရသွားတာမျိုးမြင်မြင်ကြရတယ်အဲ့တော့လက်ရှိပေါ်တူဂီရဲ့အစုဖွဲ့ဆိုလဲမှန်းလို့ရတယ် PSG ရဲ့ဘယ်နောက်ခံလူ နူနမန်ဒက်ဆိုလိုကစားမမျိုးရှိတယ်မန်စတီးကရူဘန်ဒီယက်တို့လိုကစားမတွေခန်းစစ်ကိုဦးဆောင်နေတယ်ကွင်းလယ်မှာဗီတင်ညာတို့ဂျောင်းနီဗက်တို့ပြီးတော့ဘလူးနိုဖာနန်ဒက်တို့ပါနာတို့ဆေးပါတို့ကွင်းလယ်မှာလည်းအသင်းကိုတကယ်ကိုလူငယ်တွေရောဦးဆောင်မဲ့ဝါရင်တွေရောတိုက်စစ်မှာတော့ရော်နယ်ဒိုရှိတယ်ရာဖေးလီယာရောရှိတယ်နက်တိုရှိတယ် ဂျာโอဖီလစ်တို့ရှိတယ်ပြောချင်တာဟိုရော်နယ်ဒိုတယောက်တည်းနဲ့ဟိုဂျာကန်ထားတဲ့ပေါ်တူဂီမဟုတ်တော့ဘူးဗောလေတစ်သိလုံးကရော်နယ်ဒိုကအစိတ်ပိုင်းတစ်ခုပဲဖြစ်တော့တယ်အဓိကအစိတ်ပိုင်းက main အစိတ်ပိုင်းဒီတခြားလူငယ်ကစားသမားတွေနဲ့သွေးတကစားသမားတွေနဲ့တော်တော်လေးအားရစရာကောင်းတဲ့ပေါ်တူဂီဖြစ်တယ်အဲ့လိုအဲ့လိုအဲ့တော့ဒါပေမဲ့ဒီမှာတချို့ကလည်းအသက်အရွယ်လွန်နေတဲ့ရော်နယ်ဒိုကိုအလွန်မင်းအားကိုးနေရဆဲအခုချိန်ထိဒီ first line ကနေမပယ်နိုင်တဲ့ပုံမှာတချို့ကတော့အားမရရလည်းရှိတယ်ဒါပေမဲ့ရော်နယ်ဒိုဖြစ်နေတဲ့အတွက်ကြောင့် သူ့ကိုလိုင်းအောက်ဖို့တော့မလွယ်ဘူးဒါကနောက်တစ်ပိုင်းမှာဒါလေးပြောရင်ရှည်ကြီးဖြစ်သွားတယ်အဲ့တော့ပေါ်တူဂီကဒီနှစ်ကျွန်တော်တို့မြင်ခဲ့ဘူးသမီးကပေါ်တူဂီထဲမှာအကိုပြောလို့အဆက်ရှေ့လေနောက်မှာအားနေချက်ထောက်ပြရစရာမရှိဘဲနဲ့ဒီကမ္ဘာဖလားကိုဘူဆွဲဖို့ရေပန်းစားနေတဲ့အသင်း၄၅သင်းထဲမှာသူ့ကိုလည်းထည့်ရပြင်သစ်တို့အာဂျင်တီးနားတို့တကယ်လေပေါ်တူဂီကကျွန်တော်တို့ငငယ်လေးကဟိုဘလုံးဝဲစကြည့်ရအဲ့လိုရှေ့လေနောက်အင်ဟန်တောင်တဲ့ပေါ်တူဂီဆိုတော့ကျွန်တော်တို့ ခက်ဝီဝီပြိမ့်မကြုံဘူးကြတဲ့လောက်ဟုတ်တယ်နော်တို့ရွှေရောင်မျိုးဆက်ရီကော့စတာတို့ခင်ပေါ်လက်တာတို့ခင်မာတော့မှာဖီဂိုတို့ခင်မာတော့မှာကွင်းလေနဲ့တိုက်စစ်ကကောင်းတယ်ခံစစ်နည်းနည်းယော့အဲ့မော်ယော့တယ်နော်အဲ့လိုမျိုးလေးကျွန်တော်မြင်ရရှေ့လင်နောက်ပြည်စုံတဲ့အဲပေါ်တူဂီမျိုးမြင်ရခဲ့ပေါ့လေကျွန်တော်လည်းမမြင်ခဲ့ရတဲ့လောက်ပေါ့နော်ကမ္ဘာဖလားရတယ်ဟောပေါ့နော်ပေါ်တူဂီကလက်ရှိဒိုလီတို့အုပ်စုနဲ့ဆိုရင်ရတော့ မျောလင်းလို့ရတယ်ပေါ့အာဂျင်တီးနားနဲ့လူစင်းချင်းရှင်ကျွန်တော်တူးချင်းမှာပေါ်တူဂီလောင်ကျွန်တော်တာတယ်လို့ကျွန်တော်ခံစားရတယ်ပြီးတော့မနေ့ကဒီနောက်ဆုံးခြေစွဲအောင်သွားတဲ့ဒီအာမေးနီးယား919နဲ့ပွဲပြီးမှာ hat trick သွင်းသွားတဲ့ဒီ PSG ရဲ့ကွင်းလယ်လူချောင်းနေဘက်ဆိုရင်ပြောလာတဲ့စကားရော်နယ်ဒိုကဒီကဘာဖလားကိုကင်မြောက်ခွင့်ရဖို့ထိုက်တယ်နဲ့သူ တို့တသိန်းလုံးကအဲ့လိုရဖို့တော့ကြိုးစားပေးမယ်ပြောချင်တာကအဲ့ဒီစိတ်တက်အဲ့ဒီခံယူချက်တွေက2020မှာအာဂျင်တီးနားကိုမက်ဆီအာဂျင်တီးနားအသင်းပေါ်တွေမက်ဆီအတွက်ဖြစ်ခဲ့တဲ့ရင်းထဲမှာတို့အလိုလေဘယ်သူမှဒါကိုမင်းတို့ဒါလုပ်ရမယ်လို့တမိုင်းပေးတောင်းနေတော့သွားပြောတာမဟုတ်ဘူးတို့တို့တို့အော်တိုဖြစ်လာပြီလုပ်ပေးခြင်းတွေဟုတ်လေပေါ်တူဂီအသင်းမှာအဲ့လိုကစားသမားတွေလူငယ်လေးတွေဒါဆိုအသက်20ကျော်လေးရှိတယ်အဲ့လိုကစားသမားတွေဆရာရော်နယ်ဒိုအတွက်ထိုက်တန်တယ်နောက်ဆုံးကမ္ဘာဖလားဖြစ်တယ်တို့အဆွမ်းကိုကြိုးစားမယ်အဲ့ဒီဟာလေးတစ်ခုကကောင်းသွားမယ်ပြီးတော့အင်္ဂလန်ကျွန်တော်တို့တောမက်တူချဲလက်ထဲမှာအင်္ဂလန်ကကျွန်တော်တို့ဘယ်တော့မှမမြင် ဟိုလွန်ခဲ့တဲ့20 30လောက်တည်းမှာမမြင်ခဲ့ဘူးတဲ့အင်္ဂလန်အစုဖွဲ့မျိုးဟန်ချက်ညီမှုဒီဝါရဲ့အနေနဲ့လူငယ်ကစားသမားတွေနဲ့အဆက်ဟတ်တဲ့တာမျိုးပြီးတော့တောမက်တူချေကလည်းနာမည်ကိုကြည့်ပြီးရွေးနေရမယ်ဖောက်ခွဲနဲ့ကစားသမားတွေရဲ့ကွင်းတွင်းခြေစွမ်းတွေကိုပဲကြည့်ပြီးတော့သွားနေတဲ့ပုံစံမျိုး structure တစ်ခုကိုတေချာတိဆောက်နေတယ်။သူနောက်ဆုံးပြောလာတာဒီ Harry Kane ရယ် Foden ရယ် Bellingham ရယ်သူရဲ့ structure တစ်ခုထဲမှာသူတွဲပြီးမှကစားခိုင်းဘူး။ Harry Kane ကလည်းနောက်ကိုစင်းကစားရတယ်။ Foden နဲ့ Bellingham လည်း number 10 role မှာတူတူကစားနိုင်တဲ့ကစားသမားဆိုအဲ့လို နေရာထပ်နေမဲ့ကစားမတွေသူ့ရဲ့ကစားပုံသူ့ရဲ့နီးစနစ်ထဲမှာ structure တစ်ခုထဲမှာသူတွဲမတော့ဘူးအဲ့တော့ဘလောက်ပဲနာမည်ကြီးကြီးအဲ့ဒါကောင်းတယ်ကျွန်တော်သဘောကျတယ်ကျွန်တော်တို့ကတော့ဒါအင်္ဂလန်ပြည်သက်လည်းဖြစ်တော့အင်္ဂလန်သင်းကိုလည်းအောင်မြင်စေခြင်းနဲ့ဒီကမ္ဘာဖလားမှာအင်္ဂလန်ကလည်းထည့်သွက်ရမယ်နောက်ဘာပေလို့ရှိနေတဲ့ပြင်သစ်ကမ္ဘာဖလားနောက်ဆုံးနှစ်ကြိမ်ဆက်ဘလူးဝဲရောက်ထားတဲ့ပြင်သစ်အာဂျင်တီးနာတော်တော်တော့ဒီအမေရိကကမ္ဘာဖလားလည်းကောင်းမယ်ထင်တယ်ပြောချင်တော့ဒီနေ့ဝေါကက်ကတော့ဂျမ်းပဲနိုင်မယ်ပေါ့လေနော်တကယ်ကောင်းမယ်သဘောရှိပါတယ်ကြည့်ရတယ်အာဘာကြည့်ရမယ်ပွဲမျိုးလို့ယူဆပါတယ်ကဲအဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဟို ဘလိုရက်ကွယ်ဗျာကျွန်တော်တို့တုံးရောက်အတူထိုင်နေပြီဒီကြောင်းနေမှာပြောပြရင်လည်းတိတ်အိဓိပ္ပာယ်မရှိအောင်ကြာတယ်နှမျောစရာကောင်းတဲ့အတွက်ဒါလေးတွေပြောပြတယ်ပေါ့မန်းကတော့ဒီထက်အများကြီးပိုပြောကျင်သေးတယ်အဲ့တော့ကျွန်တော်တို့ဟိုမဖြစ်မနေပြောရမယ့်ပြောမှုလိုတဲ့ပွဲလေးတွေရှိရဲဒါဒီစနေညမှာကသားမဲ့ပရီးမီးယားလိပွဲတွေက ခွန်နိုင်ကသားမဲ့ဘန်လီနဲ့ချဲစီပွဲလေးပေါ့ဒီပွဲကလည်းချဲစီကလည်းအခုမဖြစ်ရထိပ်ပိုင်းကိုမတိမတန်နဲ့တော်တော်လေးရှည်နာရောက်လာပြီဆိုတော့ဒီပွဲလေးလည်းပြောမှဖြစ်မယ်ဆိုအဲ့တော့ဘန်လီချဲစီပွဲလေးအဲခက်တူတူနဲ့ပေါ့လေဘယ်လိုဖြစ်မလဲဘယ်လိုရလဲထွက်မလဲတခါတည်းပေါ့အဲ့ဒီကုဆိုးနဲ့စပြီးသုံးသပ်ပါဦးဟုတ်ကဲ့ပါဘန်လီကတော့တန်းတက်တွေထဲမှာလက်ရှိဒါဒါစင်းစုံနဲ့ကက်လျက်ပေါ့နော်ဒါစင်းစုံအန်နီရရှိနေတဲ့အသင်း၅သင်း၆သင်းလောက်ရှိအဲ့ထဲမှာဟူဗာဟန်တန်ကတော့တေချာပေါ့ဆင်းရမယ်လို့ကျွန်တော်ယူဆထားတယ်သူ့အပေါ်မှာ6မှတ်7မှတ်12မှတ်နယူကာဆယ်ထီက တန်းစင်းအန်ရယ်နဲ့ရင်ဆိုင်ရနိုင်တယ်ဆိုတော့တပွဲနဲ့တပွဲကြမှာကဟိုရမတ်ရတိမှုဒီအသင်းစင်ရတိမှုတွေကအများကြီးကွာဟသွားနိုင်တယ်ဘန်လီအေကွင်းမှာကစားရမယ်ဆိုမဲ့ပြိုင်ဘက်ချဲစီကတော့ပို့ပြီးတော့ကစားသမားစုဖွဲ့မှုသူတို့ရဲ့လူငယ်တွေရဲ့အနေထားနဲ့ဆိုဒီပွဲကကျွန်တော်ကတော့ချဲစီပဲဘန်လီကွင်းမှာအဆင်လာကောင်းကိုထိန်းသွားမယ်လို့ထင်တယ်ချဲစီကပုံမှန်အားဖြင့်တော့ဘန်လီနဲ့တွေ့တာရလက်ကောင်းတယ်ဒါပေမဲ့ဘန်လီရှစ်တနစ်ကတမ်းမစင်းခင်မှာတော့တည်ခံခံသွားတဲ့အနေထားမျိုးတော့ကြုံခဲ့ဝေးဒါမှမဟုတ်ဒီပွဲမှာတော့ကျွန်တော်ကတော့အပြန်အလှန်ကစားကြရင်လည်း ်ချက်စီပဲနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့အဲဝင်ဝင်ဖြစ်ပေမဲ့ချက်စီထပ်နိုင်သောမဲ့အခြေအနေမျိုးရှိတယ်ဘန်လီကလည်းကုဆုံးဆိုပြောခဲ့တယ်လို့ပါပဲတန်းစင်းစုံနားမှာကတ်နေတဲ့အခြေအနေမျိုးရောက်နေပြီပေါ့နော်အဲ့တော့ခုချင်းကြီးရောပွဲအလက်လေးဘယ်လိုဖြစ်လာမထင်လဲပေါ့နော်မှန်ပါတယ်ကျွန်တော်လည်းကုဆုံးကြီးနဲ့အမြင်တူပါတယ်ဘန်လီကနှစ်ပွဲဆက်ရှုံးထားတယ်ရှေ့မှာနှစ်ပွဲဆက်နိုင်ပြီးတော့အခုနှစ်ပွဲဆက်ပြန်ရှုံးတယ်ဝက်ဆန်နဲ့အာဆနယ်ကိုရှုံးတယ်အဲ့တော့ လက်ရှိအခြေအနေမှာတော့ဖန်လီရဲ့ခြေစွမ်းကချယ်ဆီကိုရက်တန်းနိုင်လောက်တဲ့ခြေစွမ်းလို့မခံစားရအောင်နော်အင်္ဂွေလေးတွေမဆိုးပါဘူးကျွန်တော်တို့နိုင်တဲ့ဟိုဆန်နယ်လန်လုံသင်းမျိုးကိုနိုင်နေတာတွေဘွားလူတန်းတက်လိကိုနိုင်ခဲ့တာမျိုးတွေလီဗာပူးဝမ်းစီနဲ့ပဲကတ်ရှုံးတာတွေအာဆနယ်ကိုဒီ2-0လောက်နဲ့ပဲကတ်ရှုံးခဲ့တာတွေမဆိုးပါဘူးအင်္ဂွေမှာဘန်လီရဲ့အင်္ဂွေခြေစွမ်းကကျွန်တော်လက်ခံပေးလို့ရတယ်သူကအဝေးကွင်းပုံညံ့တယ်အဲ့တော့ချယ်ဆီကတော့ဒီအချိန်မှာစပါးကိုလည်းနိုင်ထားတယ်နောက်ဆုံးပွဲမှာဝူးကိုလည်း3-0နိုင်ထားတယ်ပရီးမီယာလိနောက်ဆုံး5ပွဲမှာ လေးဝဲလောက်ပြန်နိုင်ပြီးတော့ rhythm လေးတစ်ခု foul လေးလည်းရနေပြီးတော့လူငယ်တွေများတော့ဒီလိုအတက်ပဲရောက်နေတဲ့ခြေသွမ်း rhythm မှန်လာပြီးခြေသွမ်းကောင်းလာပြီးဆိုတော့ဒီတန်းကပို့ပြီးတော့ကြွလာတယ်လူငယ်တွေနဲ့ဆိုတော့ပို့ပြီးရုံချင်မှုပူအားကောင်းလာပြီးပိုကောင်းလာတဲ့တဲ့သဘောလေးရှိတယ် ပြီးတော့မိနစ်60နောက်ပိုင်းမှာပြိုင်ဘက်အသင်းတွေကြာလာတဲ့အချိန်ဒီမှာဆိုချယ်ဆီရဲ့ကစားအပိုကောင်းလာတယ်ပြိုင်ဘက်တွေကိုဒီအချိန်ဒီမှာဆိုအရန်ထိုးနှက်နိုင်တယ်ဆိုတော့ကျွန်တော်ချယ်ဆီပဲသဘောကျပါချယ်ဆီပဲအဝေးကွေးမှာအရန်ကြီးလွယ်မှာတော့မဟုတ်ပေမဲ့ဟိုရှေ့မှာလီဗာပူးအာဆင်နယ်တို့လိုပဲ1-0 2-0နဲ့ချယ်ဆီပဲနိုင်သွားမှာထင်ပါဟုတ်ကဲ့အဲ့တော့ချယ်ဆီက ကိုတော့မပြရဘူးထင်ပါတယ်ဟုတ်ထင်ပါတယ်ဆိုတော့ထင်တာပြောတော့ဗလေဟိုမလဲတွင်းတွင်းပါဘောเนาะအဲ့တော့1 c 2 c round နဲ့ chelsea ဒီပွဲကိုနိုင်သွားမယ်လို့ယူဆပါတယ်အဲ့တော့စနေညနေ့နောက်ထပ်တပွဲဖြစ်တဲ့ liverpool နဲ့ forest တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ဆက်လက်ပြီးတော့အဆူနေသုံးလမ်းလိုက်အောင်ပါအဲ့တော့အာဒီပွဲ liverpool နိုင်မလားဗောเนาะကုချင်းကြီးပဲစလိုက်ပါဦးဒီပွဲဟုတ်လေဘဘူးအတွက်ကတော့ဒီ yellow zoo တွေဒီ international break တစ်ဖြတ်ပြန်ဝင်လာတာကိုပဲကြံဖန်ပြီးကျေးဇူးတင်ရမှာလို့ Man City ကို၃ဂိုးပြန်နဲ့ရှုံးတာက yellow တင်ရှုံးသွားတာမဟုတ်ဘူးပဲခြေစွမ်းရော yellow ကော မရှုမလရှုံးသွားလို့တော့ပြောလို့ရတယ်။အဲ့ဒီချိန်တွေကအန်ဒီစလော့တော်တော်ဖိအားများသွားပြီ။အခုဆိုပြိုင်ပွဲဆိုနောက်ဆုံး10ပွဲမှာ9ပွဲရှုံးထားတယ်။ပရီးမီးယားလိနောက်ဆုံးဒီ6ပွဲမှာ9ပွဲလောက်ရှုံးထားတယ်ဆိုတော့တော်တော်ရာသီဖွင့်9ပွဲဆက်နိုင်ထားတဲ့အသင်းကနောက်ဆုံး6ပွဲမှာ9ပွဲလောက်ရှုံးတယ်ဆိုတာအများများသွားပြီဗျ။အဲ့ဒီချိန်တွေတခုကနေရက်တက်နိုင်ဖို့တင့်ပြီး forward ဘာကြီးပဲဖြစ်နေဖြစ်ဒီချိန်မှာ forward ကဘလို့အချိန်တွေပဲရော့ရော့ကောင်းနေရပဲဖြစ်ဖြစ်စိုးနေရပဲဖြစ်ဖြစ် အိမ်ဝင်းအန်ဖီမှာတော့လီဗာပူးဘောင်းစ်ဘက်လုတ်ပြီးနိုင်ပွဲရကိုရတဲ့နေဒီလိုပွဲမှမနိုင်ရဲအာနီစတွန်နဲ့လီဗာပူးအတွက်ဒီရာဒီရာဒီထက်ပိုပြီးဟိုစုပ်ပြတ်တက်သွားဖို့ပဲရှိပါအခုတော့အဆင့်ရှေ့ရောက်နေပြီဒီမန်စီးတီးတို့အာဆန်နယ်တို့နဲ့တော်တော်လေးအမှတ်တွေလည်းပြက်လာပြီဆိုတဲ့အချိန်တွေမှာဒီပွဲတော့လီဗာပူးအတွက်လုံးဝမက်စဝင်းဂိမ်းနိုင်မကိုဖြစ်မယ်ဘာအကြောင်းပြချက်မှဘသူအံဝင်လို့ဘသူဘာဖြစ်နေလို့ဘသူဘာဖြစ်နေလို့ကြိုက်တယ်လို့ကဲကြိုက်တယ်လို့ကဲတိုင်ဘက်ကဆက်လျောက်လူတီလူပိုထဲ့ကန်လဲနိုင်မကိုဖြစ်မယ်နိုင်မကိုဖြစ်မယ်ဘလို့အချိန်တွေပဲဖြစ်ကျွန်တော်တယောက်တည်းအမြင်ရဆိုဒီဘက်လေဘူးအတွက် အရင်အရေးကြီးတဲ့ပွဲသူတို့ရဲ့ယုံကြည်မှုတွေသူတို့အတွက်လက်ရှိကြာသွားတဲ့ဂုံသိက္ခာတွေသူတို့ရဲ့အဲ့ပြိုင်ဘက်တွေရဲ့ fear factor တွေအကုန်လုံးပြန်တီဆောက်ရမယ်ပွဲအဲ့တော့နိုင်မဖြစ်မဲ့ပွဲဒီဘက်ဒီလောက်ကိုလည်းလုံနိုင်ပါလိမ့်မယ်မနစ်ကတော့ forest နဲ့တွေ့တဲ့နှစ်ကြော့လုံးအင်ဝင်ဝေးဝေးမနိုင်ခဲ့ဘူးဒါပေမဲ့ဒီနှစ်တော့အဲ့ဒါလေးပြန်ခြေဖြတ်ပြီးတော့ဒီရလက်စိုးနေမှုတွေကို ရက်တက်နိုင်မယ်လို့ကျွန်တော်အဲ့လိုပဲအကြံပြုထင်ပါတယ်ဗျဒီနေ့ကအခုအချင်းကြီးကပြောနေလို့လီဗာပူးကဒီအာနက်စလွန်နဲ့အခုတော်တော်လေးရုန်းကန်နေရတဲ့အခြေအနေပေါ့လေလက်တလောလက်တလောအခြေအနေကြောင့်အဲ့တော့ဒီ2025ဘောလုံးရာသီက25 26ဘောလုံးရာသီကထူးခြားတာကျွန်တော်တို့ဟို ဟို United ဆိုရင်လည်းဒါတရားစီစဒါတိတ်မကြသေးဘူးပေါ့လေ3လလောက်ပဲရှိသေးတယ် United ဆိုရင်လည်းရုံးကန်နေရတဲ့အကြောင်းတွေကျွန်တော်တို့ဒီညလာ3လောက်တော့ပြောခဲ့တယ် Chelsea ရုံးကန်ရတယ်ဆိုတဲ့အကြောင်းတွေအစိမ်းမပြေကြပြောခဲ့ရပြီ Man City ပြောခဲ့ရပြီ Liverpool လည်း Liverpool လည်းရလာဆိုအဲ့လိုမပြောရဒီနေ့မှာ Arsenal တသိမ်းပဲရှိချင်းဒီချန်လေးပေါ့နော်ဟုတ်ကဲ့ဒါလေးကတော့ဒီနေ့ဘောလုံးရာသီကအသင်းကြီးအားလုံးဒီပါ အလဲကြယုံကန်နေရဆိုတာလေပေါ်လို့အဲ့တော့ကိုစိုးရင်တော့ဒီပွဲလေးဘယ်လိုမြင်လဲပေါ့ပြောပါဦးမှန်ပါတယ်ကိုချင်းကြီးပြောတယ်လို့ပဲဒီပွဲကလီဗာပူးမဖြစ်မနေပါတော့ရလက်ကောင်းဖို့လိုတယ်ဘာလို့ဆိုဟိုဘက်မှာအာဆင်နယ်ကလည်းဒါစပါနဲ့လန်ဒန်ဒါဘီကစားရမယ်မန်စီးတီးကလည်းနျူကာဆယ်နဲ့ကစားရမယ်သူထက်စားရင်အဲ့ကိုပြိုင်ဘက်တွေကပုံပြီးခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့တွေ့နေဆိုကိုကိုယ်တိုင်အမှတ်ယူထားဖို့လိုတာလီဗာပူးတသင်းနဲ့မဟုတ်ရှေ့မှာကစားမယ်ချက်စီးလေးအလားတူပဲနိုင်တာနိုင်ထားလိုက်ရင်ကိုကစောပြီးကန်ထားတယ်ပြိုင်ဘက်ကိုအမှတ်ပြန်ပြီးတော့ကတ်ပြီးဖီအားပေးနိုင်မယ်ကိုရဲ့နောက်မှာကစားမယ်အသင်းတွေတို့လည်းဖီအား ပေးပြီးသားရမယ်ဆိုတော့ဒီဘွဲကတကယ်တကယ်ဟိုတန်ဖိုးရှိတဲ့ဘွဲပေါ့နော်နှစ်သင်းစလုံးတော့ရေးကြည့်တယ်အဲ့တော့လီဗာပူးကလက်ရှိချိန်မှာတော့ဒဏ်ရာပြဿနာကြောင့်အလီဆင်ဘက်ကမကစားနိုင်သေးဘူးဖရင်ဘောင်မကစားနိုင်သေးဘူးဒါလောက်ပဲရှိတယ်ဂျန်နဲ့အပိုင်းမှာတော့သူ့မှာအသိပြဿနာကြီးကြီးမားမားမရှိဘူးဖြစ်နေတာကအသင်းတွင်းပြဿနာပဲအသင်းကပုံမှန်လမ်းကြောင်းတစ်ခုကိုမရသေးဘူးဒီတရားဒီလုံးကစားရတဲ့အထက်မှာရှေ့၅ဘွဲနိုင်တော့ကလည်းသူ့ရဲ့အကောင်းဆုံးပုံစံမဟုတ်ခဲ့ဘူးနောက်ကြကိုင်းနဲ့ဒါပုံမှန်မဟုတ်တဲ့နိုင်ဘွဲနဲ့နိုင်ခဲ့ချာထဲမှာလည်းတောက်ချာရလက်တွေကြရတယ်ဖောက်ပြီးတော့နှစ်ဘွဲဗီလာနဲ့နျူ အဲဘီလာနဲ့ရီယယ်မက်ဒရစ်ကိုထနိုင်တော့ပျံဟုတ်သွားပြီလို့ထင်လိုက်တယ်မန်စီးတီးနဲ့ဘက်မှာပျံရှုံးတယ်ရှုံးတာမှအခုချင်းပြောသလိုပဲဟိုဘလို့မဟုတ်သူရှင်မကစားနိုင်မဲနဲ့ရှုံးခဲ့တာဆိုကိုယ့်ရဲ့အစင်လာပြိုင်ဘက်ကိုအဲ့လိုချင်းမျိုးနဲ့ရှုံးထားတယ်ပြိုင်ဘက်တွေလည်းပွဲချက်တွေရင်ဆိုင်နေရဆိုဒီဘွဲကသေချာပေါ့နိုင်ဖို့လိုတယ်မနိုင်ဘူးဆိုရင်ဒါအာနီစလော့အတွက်ဖီအားပို့ပြီးကြီးသွားနိုင်တယ်သူရဲ့အနာဂတ်တွေပါကျွန်တော်နည်းနည်းလေးမေကွန်ထုတ်စရာတွေပိတ်သက်ဝေဖန်တာတွေပူကျဲလောင်လာနိုင်တယ်တစ်ဖက်က forest ကတော့ရှော့အောင်တက်တဲ့မူဗျအခုလက်ရှိနေပြရှောင်းတိုက်လောက်အောင်မှာတော်တော်ကောင်းနေတာတိုက်ပွဲဆိုနောက်ဆုံး၅ပွဲမှာဆိုရင် တပွဲပဲရှုံးထားတယ်နှစ်ပွဲနိုင်နှစ်ပွဲသေးဒါဥရောအဲ့တည်းမှာဥရောပပွဲနှစ်ပွဲပါတယ်ဗောနော်ယူရိုပါလိနှစ်ပွဲပါတယ်အဲ့နှစ်ပွဲစလုံးလဲပေါ်တိုနိုင်တယ်စတန်ဂရက်ကိုသေးကြတာဆိုတော့ဒါတိုးတက်လာတယ်ဆိုတာသေကြတယ်ကွာပြီးတော့ဂျာထဲမှာဒီသင်ကနီးပြ၃ယောက်လောက်ဒီယာဒီတွဲမှာပြောင်းထားတာဟုတ်လိုဆန်တိုနဲ့လက်ရှိရှောင်းတိုက်ကကြတော့ကွက်တီသွားကြတယ်ဗျာလိုဆန်တိုထားခဲ့တဲ့သင်ကရှောင်းတိုက်တခါတည်းဆက်ကန်ခွင့်ရရင် Forest ကဒီလိုအခြေအနေကြုံမှာမဟုတ်ဘူးဂျာထဲမှာ Posio Glue ဝင်ခံလိုက်တဲ့အကြောင်းသင်ရရလက်တွေရောခြေစွမ်းတွေရောဟို ideology ဘိုင်းနေရောအကုန် system ဘိုင်းနေရောအကုန်တလွဲတချို့တွေဖြစ်သွားတယ်အခုကျတော့ဒါပြန်ပြီးတက်မှတ်တဲ့အခြေအနေမျိုးကိုရှောင်းတက်ကလှုပ်ထားရဆိုကျွန်တော်ထင်တော့လီဗာပူးကိုဒုက္ခပေးဖို့မှာ forest ကတေချာတော့ deep block တွေနဲ့ခန်းစစ်တွေဆင်းပြီးတော့ low block တွေနဲ့ကန်လိုက်မယ်ဒါပေမဲ့သူတို့ကိုယ်တိုင်လည်းဒဏ်ရာပြဿနာတွေရှိနေတယ်တိုက်စစ်မှာ old drive လို့အားကိုရတဲ့ကစားသမားတွေ chris ho တို့လို့ကစားသမားမျိုးတွေခန်းစစ်เจ้าမှာဒါ ola အိနာတို့ကွန်းလက်ကတောက်လက်လူဝိတို့မပါနိုင်ဘူးဆိုတော့ အဲ့တစ်ချက်သေးနေပဲဗျာအမှတ်လိုနေတဲ့မစဒါလေဘာဘူးကိုကျွန်တော်တို့အနိုင်ပေးခြင်းတယ်ဘလောက်ပဲတိုက်ဘက်ကခန့်ကန်လာခန့်ကန်လာဒီဘက်ကနိုင်ဝင်နိုင်ပေါ့ဖြစ်မယ်ဘလို့နီးနဲ့နိုင်နိုင်ကိုပြတ်တာတွေမပြတ်တာတွေနောက်မှစဉ်းစားရမယ်တေချာပေါ့သုံးမှတ်ပြည့်ယူထားတဲ့နယ်ကျွန်တော်တို့ လီဗာပူးပြန်လာမယ်လို့ထင်ပါတယ်ဟုတ်ကဲ့အဲအဲ့တော့ဒီလီဗာပူးတက်ခဲပဲရုံးကန်ပါလေရှိမယ်ဒါပေမဲ့အဖြေကတော့ဒါဟိုပွဲချက်လက်ကိုကျွန်တော်တို့ဒီပွဲကိုဟိုသုံးသပ်ခံမှန်းတာနဲ့လီဗာပူးကနိုင်အောင်ကစားဖို့ပိုလိုအပ်နေတာပေါ့သုံးပတ်ရဖို့ပိုလိုအပ်နေတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်နောက်တစ်ပွဲကလည်းစီတီပွဲဖြစ်နေတော့ယူကာဆယ်စီတီပွဲဖြစ်နေတော့ ဲ့တော့ဟိုကုချင်းကြီးပဲစပါအောင်အဲ့လီဗာပူးအကြောင်းလေးလေးပြောလဲစာလေးဆိုအဲ့ဒါလေးတစ်ခွန်းလောက်ကျွန်တော်မေးကြည့်ချင်တာအဲ့တော့ဟိုမန်စီးတီးနဲ့လီဗာပူးပြီးခဲ့ပါကစားခဲ့တယ်ကုဆိုးရင်တော့ကုချင်းကြီးရောပြောပြောတယ်အလုံးစုံရှုံးခဲ့တယ်အလုံးရှုံးခဲ့တယ်လီဗာပူးကစီးတီးကိုဟိုဘလူးမရှင်မင်းအအောင်ရှုံးခဲ့တယ်အဲ့တော့ကွာသွားတာလားပေါ့အဲ့နှစ်သိကျွန်တော်သိချင်တာရှုံးခဲ့တာလားကွာသွားတာလားဒီနှစ်သိအဲ့ဒါလေးပြောရင်းနဲ့မက်စီးတီးကြောင့်ဆက်ပါအောင်မက်စီးတီးကလည်းသူတို့ရှိတဲ့ level ထဲတိုးတက်လာနေအောင်လဲကျွန်တော်တို့မျက်ွယ်ပြုထားလို့မရဘူးလီဗာပူးကလည်း ဟိုကျွန်တော်တို့ရှိမယ်လို့ယုံကြည်မျှော်လင့်ထားတဲ့ level ထဲယော့နေခဲ့တာပေါ့နော်ကျွန်တော်ရှေ့လေအနောက်မှာအကုန်လုံးပါပဲအဲ့တော့သူကွင်းလေတွေကျွန်တော်တို့ပြန်ပြီးတော့အရင်လူဟောင်းတွေ Robertson ပြန်သုံးခဲ့တာတွေအရင်မနစ်ကတဲခဲ့တဲ့ Super Slide Malister ဒီ Grammar Bass ဆိုတဲ့ကွင်းလေကိုပြန်တိဆောက်ခဲ့တာတွေဒီ Sala တို့ဒီ Florian Vesto နဲ့ AKTG ကိုပြန်ပြီးသုံးလိုက်တဲ့အချိန်တွေမှာ Liverpool ဒီလောက်ထိဖြစ်သွားမယ်လို့မထင်ဘူးဒါပေမဲ့အဲ့ပွဲမှာလည်း Liverpool ခြေစွမ်းရ Anisloc ကိုလည်းဝန်ခံပါတယ်သူတို့ခြေစွမ်းရသူတို့ရှုံးပါတယ်ဒါပေမဲ့ ဟိုတချို့ဟုတ် VAR နဲ့ကွလန်တိုင်အဆုံးပဲချက်ကလေးလီမောက်ဖေဘာမှာဖြစ်သွားဥမာ10ရှုံးနေတဲ့အချိန်မှာ11ဖြစ်သွားမဲ့ခေါင်းတိုက်ကိုကော်နာနေကန်အကြောင်းတိုက်ဆိုင်သွားနေတွင်းလိုက်သေးတယ်ဒါပေမဲ့ရောဘတ်ဆန်လူဂျွန်နေရဲဆိုပြီးပဲဖျက်ခံလိုက်ရတာကပွဲအလှည့်ပြောင်းလေးတစ်ခုပြန်လုံနိုင်ဖို့သူတို့အခွင့်အရေးလည်းဆုံးရှုံးသွားတယ်ခြေသွင်းရလည်းတကယ်မှစီးတီးကိုလုံးဝရှင်းမကစားနိုင်ဘူးဟာလန်ကိုလည်းမပိတ်နိုင်ဘူးခန်းစစ်ပိုင်းကလည်းလျှော့တယ် ကိုလည်းနဲ့တိုက်စစ်ကလည်းမနှစ်ကလီဗာပူးလိုမျိုးအခွင့်အရေးတွေအများကြီးမဖန်သေးနိုင်ဘူးပြောချင်တာရှိန်ပြီးတော့ကစားနေတဲ့ပုံစံမျိုးဖြစ်လာပြောချင်တာအဲ့တန်းသိကြမှာကွာချွားဝိုင်းလာလို့ကျွန်တော်သိတယ်နော်ကွာချွားဝိုင်းလာကွာချွားဝိုင်းလာအဲ့ဘွဲခြေစွမ်းရဆိုရင်တော့ level တစ်ခုကကျွန်တော်မထင်တော့အောင်ကွာသွားကွာချွားဝိုင်းနော်ဟုတ်โอเคအဲ့တော့အဲ့တော့ပြောရရင်လို့ရှိရင် City ကပြန်ဟုတ်လာပြီပေါ့ချီလေးလိုက်တော့ပြန်ဟုတ်လာတဲ့ City ဒီနေ့အာဒါ Newcastle ကိုအဝေးကမှာကစားတယ်အဲ့ဘွဲလေးကိုဆက်ပြီးကိုချင်းကြီး30ပေါင်ဟုတ် အဲ့တော့ new castle နဲ့ဘွဲကပုံမှန်တိုင်းဆိုရင်တော့ကျွန်တော်က new castle စိန်ကြီးဘက်မှာ liverpool နဲ့လာကစားတော့လေမှတ်မိတယ်မှတ်မိတယ်ကျွန်တော်စိန်ကြီးဘက်အကြောင်းလေးကိုကျွန်တော်အဲကျွန်တော် liverpool နဲ့လာကစားရင်လေ liverpool အဲစိန် new castle new castle ပဲဒါပေမဲ့ရှုံးခဲ့ပါတယ်3-2နဲ့နောက်ဆုံးမိနစ် last minute မှာမှာမိနစ်100မှာသွင်းသွားတယ် arsenal နဲ့ကစားတော့လေ new castle ပဲရွေးခဲ့တယ်အဲ့တော့လည်းရှုံးတယ်ဒါပေမဲ့68မိနစ်မှာမှာသွင်းတယ်ပြောချင်တာစိန်ကြီးဘက်ကိုကျွန်တော်တို့ မှားခဲ့တယ်ရွေးတာလေနျူကာဆယ်ကိုယုံကြည်တာမှားတယ်ဒါပေမဲ့ရှုံးတဲ့မိနစ်တွေကိုကြည့်လိုက်ရင်လီဗာပူးဘယ်နဲ့မိနစ်100မှာကိုးသွင်းတယ်အာဆနယ်68ခွန်းမိနစ်မှာအနိုင်ကိုးရတယ်ပြောချင်တာမလွယ်ခဲ့ဘူးဘယ်အသင်းမှာမန်စတီးလည်းပုံမှန်တိုင်းဆိုလွယ်မှာမဟုတ်မနစ်ကလည်း1-1ဒါပေမဲ့ဒီအချိန်လေးမှာကျွန်တော်ပြောချင်တာကစင်ကြီးမှာဟီးဟာလို့လို့မရအောင်ဆိုတော့ဘောနော်ဒါပေမဲ့အခုကပြဿနာကနျူကာဆယ်ကရှေ့လေတော့အကုန်လုံးဒဏ်ပြဿနာကြုံနေမန်စတီးတွေဒီအချိန်မှာနျူကာဆယ်နဲ့အတွေ့ဖို့အကောင်းဆုံးပဲမန်စတီးကိုကျွန်တော်ဒီမှာတွေးနေမိတာကဒီဘွဲနဲ့ပတ်သက်ပြီးတော့ကန်ဂျမာက တို့ကိုဟိုအခွင့်အရေးများပေးနေပြီလားနော်ပရီးမီးယားလိချန်ပီယံပြေးလမ်းမှာမက်ဆီဒီအတွက်ကန်တရားရဲ့အလှည့်ပြောင်းလေးတွေပြောချင်တာနျူကာဆယ်ရဲ့ပုံမှန်အခြေအနေမှာနျူကာဆယ်လူဆုံးတက်ဆုံဆိုတဲ့အခြေအနေမှာတွေ့ရင်ဒါတော့လွယ်မှာမဟုတ်အခုကဂိုးသမားနှစ်ပုတ်မပါနိုင်ဘူးခံစက်ကြောင်းမှာအဓိကနောက်ခံလူဒန်ပန်းဝဲပဲခံထားရတယ်လီဗာမန်တိုနာနေတယ်အဲ့တော့ခံစက်ကနှစ်ယောက်ယော့နေကွင်းလယ်မှာဒိုနီဒန်နထန်ရနေတယ်တိုနယ်လီမသေးကြဘူးနှစ်ယောက်မပါဘူးတိုက်စစ်မှာဂေါ်ဒွန် ဘန်ရနေဆိုတော့9ရောက်6ရောက်တော့အဓိကစားမားတွေမပါနိုင်တဲ့ချိန်ချိန်နေတော့ Newcastle ဘက်မှာကောင်းနေပြီပေါ့ရှိနေတယ် Man City ကောင်းနေတာ Newcastle တော့ sorry ဘိုးသမားကနေပြီးတော့တိုက်စစ်ထိနေရာဆုံးမှာ6ရောက်တော့ဘန်ရနေတော့ Man City မှာကျတော့ Rodri တယောက်လောက်ပဲဒဏ်ပြဿနာရှိပြီးတော့ Haaland ကဒီရသည်မှာလုံးဝရက်တန်းလို့မရအောင်ပွဲတိုင်းနှိပါသွင်းနေနိုင်ငံမှာလည်းသွင်းနေကလပ်မှာလည်းသွင်းနေဒီရသည်မှာ तू ဂိုးမသွင်းတဲ့ပွဲကနိုင်ငံနဲ့ကလပ်အလုံးပေါင်းမှာနှစ်ပွဲသုံးပွဲလောက်ထဲမပိုးဆိုတော့ဒီမှာ Newcastle တွေ ွဲဆိုပေမဲ့ Mercedes ကပဲလက်ရှိ Redan တွေရောယုံကြည်မှုတွေရောတော်တော်ကောင်းနေရအောင်ဆက်ပြီးသွားအောင်မယ်ထင်တာဟုတ်ဒါလည်းကျွန်တော်ဒီနေ့ကိုချင်းကြီးလာတဲ့အတိုင်းသဘောပေါက်ပါတယ်ဒီ City ဖိညီနေဆိုတော့ဒါဟို City ဘက်ကပို့ပြီး Liverpool နဲ့နိုင်ထားတဲ့အချိန်လေးရှိတော့အချိန်လေးပိုကောင်းနေမယ်ပြီးတော့ဟိုကိုချင်းကြီးပြောပုံရ Newcastle ဘက်မှာလည်း injury player တွေများနေဆိုတာဟို Mercedes အထွတ်အချိန်လေးကောင်းအများကြီးပါရှိတယ်ဗောလေအချိန်လေးရတော့နော်ကိုဆိုရင်တော့ဒီပွဲလေးပြောပါအောင်ဗျဟုတ်ကဲ့ပါဒါကိုချင်းကြီးပြောသလိုပဲ ပုံမှန်ဆိုရင်တော့စင်ကြီးဘက်ကအသင်းတိုင်းအတွက်ခက်ခဲတဲ့ကွင်းပေါ့နော်။ကစားကလည်းခက်ခဲတယ်။သူတို့ရဲ့မာကျော်မှုနဲ့ဒီစိတ်ပိုင်းဆိုင်ရာလည်းအရင် strong ဖြစ်တယ်ဆိုတော့မလွယ်ဘူး။ဒါပေမဲ့ဒီဘွဲကတော့ဒဏ်ရာပြဿနာတွေကနျူကဆယ်ကိုကျွန်တော်တင်တယ်။ဆွဲချနေလို့ခံစားရတယ်။အဓိကစားသမား၄၅၆ယောက်လောက်မပါနိုင်ဘူးဆိုတဲ့အနေဒါမန်စီးတီးကိုရှင်ကစားဖို့တော့တကယ်တော့မလွယ်ဘူးပေါ့နော်။ပြီးတော့မန်နျူကဆယ်အကြောင်းမှကျွန်တော်တို့ရဲ့မာကျော်မှုအများအန်ပြောပေမဲ့နောက်ပိုင်းမှာအဲ့လောက်ကြီးမဟုတ်တော့သူတို့ကလည်းကြာလာ။ဒီရာဒီမှာနျူကဆယ်ကတန်းစင်းစုံအဲ့နေရာတောင်ရင်ဆိုင်ရနိုင်တယ်။ရမ၁၂ပဲပဲရတာ။အဲ့ထက်မှာ အိမ်ကွင်းကရမှ၉မှတ်ယူထားတယ်ဝေကွင်း၃မှတ်ဆိုတော့အိမ်ကွင်းမှာတော့အတိုင်းတာတစ်ခုဒီရာသီမှာ၃ပွဲလောက်နိုင်ထားရဆိုပေမဲ့ဒီပွဲတော့မလွယ်လာဘူးမန်စီးတီးကတော့စိတ်ပိုင်းရုပ်ပိုင်းအားလုံးကဒါလန်းဆန်းနေတယ်ပြီးတော့ယုံကြည်မှုအရန်ကောင်းနေတယ်ဟာလန်းကိုဘယ်လိုထိမ်းမလဲဒိုကူဘယ်လိုထိမ်းမလဲဆိုတဲ့ပြဿနာကိုယူကဆယ်အရင်ဆုံးအပြေရှားလိမ့်မယ်ထင်တယ်ကျွန်တော်ဒီဒီအပိုင်းကပဲပွဲကိုအဓိကအဆုံးဖြတ်ပေးသွားမယ်ဒဏ်ရာပြဿနာကင်းစင်နေတယ်ယုံကြည်မှုကောင်းနေတယ်သူတို့မှာတူးချင်းပွဲကိုအဆုံးဖြတ်ပေးနိုင်တဲ့ကစားသမားတွေမန်စီးတီးမှာရှိတယ်ဒီချက်ကပဲမန်စီးတီးအဝေးကွင်းမှာနိုင်သွားမယ်လို့ကျွန်တော်ထင်တယ် 好嘅，嘅係咯，啲菠蘿咪市地都係千祈考慮，唔係市地咧，菠蘿五千二毫，五千二毫，所以就預三百咧，係咯，市地。 နိုင်သွားမယ်လို့မျှော်လင့်နေပါတော့ကျွန်တော်ကတော့ဒီပွဲမှာတော့ဘာမှမဟုတ်ဘူးအခုလိုညနေတောက်လျှောက်ဒီစီစဉ်မှာတူရတာများနေတယ်မြူကဆက်ဘက်ကိုပြန်ပြောပြီးတော့အားပေးကြည့်လိုက်ပါဆိုတော့တစ်ခါလေကျွန်တော်တို့က preview ပြောတယ်ဆိုပေမဲ့ review တစ်ခါလေပြန်ပြန်ဖြစ်နေတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟိုကောင်းတယ်ကောင်းတယ်သုံးသက်သွားရင်တော့အဲ့တင်ဖောက်တော့နောက်တစ်ပတ်မှာအဲ့ရဘာကြောင့်ဖောက်တော့လဲဆိုတော့ review ပြန်ပြန်ပြောနေရအဲ့အဲ့လိုဖြစ်နေပါတော့တမင်တောင်းချာချာနေတယ်ပေါ့ဆိုတော့ဒီကဘာဘာမှမဟုတ်ရွေးချက်မရှိဘူးမြူကဆက်ဘက်ကိုခဏသွားနေကြည့်လိုက်ပါဟုတ်ကဲ့အဲ့တော့စနေနေ့တင်ဆက်မှုကိုဒီမှာနားကျင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များဗျာကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ဒီနေ့တင်ဆက်မှုကိုဒီမှာနားကျင်ပါတယ်မနေ့ဖန်ညနေ9:40မှာလဲကျွန်တော်တို့အစီအစဉ်ကိုစောင့်ကြည့်ဖို့ဖိတ်ခေါ်နေတဲ့ပရိသတ်အားလုံးကိုနှုတ်ဆက်ပါတယ်ခင်ဗျာအားလုံးတို့ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ